ထိုင်းနိုင်ငံတောင်ပိုင်းဟိုက်ရိုင်မြို့မှာနှစ်ပေါင်း300တွင်ပြင်းထန်သောမိုးရွာသွန်းမှုကြီးဖြစ်ပြီးတော့အရာအလုံးကမြင့်မြုပ်နေပြီလို့သိရပါတယ်။ကုညီကယ်ဆယ်လုပ်ငန်းတွေကိုလည်းအဆောင်အထည်လှုပ်ဆောင်နေပေမဲ့လည်းမိုးကရက်ရှည်ရွာသွန်းမှုကြောင့်ကုညီကယ်ဆယ်လုပ်ငန်းတွေကလည်းတော်တော်လေးကိုအထင်အောင်းနဲ့တွေ့နေရတဲ့အနေအထားမှာရှိပါတယ်။မိုးရေကြီးအများဆုံးအနေနဲ့တရက်သေးကို335မီလီမီတာ73လက်မကျော်အထိရွာသွန်းခဲ့တာဖြစ်ပါတယ်။ ထိုင်းတခြားဒေသတွေမှာလည်းစံငင်းရင်ကြီးမှုတွေရေဆန်နေရမှာအတွက်လူ78ဦးထက်မနည်းသေဆုံးခဲ့ပြီးကေဆေးလုပ်ငန်းတွေအတွက်စစ်သည်မော်တွေဟင်းတွေကိုအာဏာပိုင်တွေကဆီလို့ရတဲ့အနေအထားဖြစ်လာပါလေမြို့တမရင်းနေအင်းနေရင်းမြုံနေပြီးတော့အကူအညီမဲ့နေတဲ့ဒေသခံတွေဟာလေသူတို့အင်ခေါမိုးတွေကနေကေဆေးကြီးကိုစောင့်ဆိုင်းနေရပါလေမယမနာမှုရသမှုရဘီအန်အမ်မှာလည်းရှိခဲ့ပြီးအဲ့ဒီတစ်ပတ်တည်းမှာပဲတေဆုံးသူ62ဦးထိထိုးလာပါလေမလေးရှားမှာတော့လူပေါင်း1900ကျော်နေကနေဘယ်လို့ရွှေ့ပြောင်းခဲ့ရပါလဲ ထိုင်းမှာလူနှစ်တန်းကျော်ရေကြီးမှုတံခန်းစားပေမဲ့လူတထောင်သုံးထောင်သာရေပိကဲတဲ့စခန်းတွေမှာနေနေရပါတယ်။အများစုကကုညီရဖို့အတွက်ခက်ခဲပြီးပြင်ပနဲ့အဆက်အသွယ်ပြတ်တောက်နေပါတယ်။ထိုင်းစစ်တပ်ကကဲဆဲပစ္စည်းတွေတင်ဆောင်ထားတဲ့စစ်သည်မော်တစီနဲ့ဆက်လေးဆက်လေးစင်းအပြင်တနည်းကိုစောင်းနေရိတ်ခါအိမ်တော်စုသုံးထောင်စွာထောက်ပံ့နိုင်တဲ့စစ်မြေပြင်မိဖို့ကြောင့်လည်းကိုပါပို့ဆောင်ဖို့ပြင်ဆင်နေရပါတယ်။လေရင်တမောမှာရှိတဲ့စေဘဆိုင်ရာအဖွဲ့တွေဟာလိုအပ်ရင်တော့ရေပေါ်ဆဲဝင်ဖြစ် ပြောင်းလဲအသုံးပြုမယ်လို့ရေတက်တောင်းရှိသူတွေကပြောပါတယ်။ high immunity ရှိအောင်ဆုံးခလာပြီးတဲ့အုပ်ချုပ်ရေးမှုကဒေသခံတွေကိုဗေလွရရှိပြောင်းဖို့လှေတွေကုန်းတွေကအမြင့်အနေနဲ့ရေမှာပြည့်တဲ့ jet ski တွေချပေးခဲ့ပါလေ။ thai ဆွေကဆုံးခလာကိုဘေးအန္တရာယ်ဆုံးအဖြစ်ကြီးညာခဲ့ပြီးကယ်ဆယ်ရေးမှုတွေထုတ်ပေးခဲ့ပါလေ။ဒါမဲ့လူအများပြားဟာရေတက်လာနေတဲ့ကြားမှာပြင်းပြနေစေဖြစ်ပါတယ်။စေတနာဝန်ထမ်းကေဇေးဖွဲ့ဖြစ်တဲ့ Matchima Resource Center က ပြီးခဲ့တဲ့၃ရက်အတွင်းဖုန်းခေါ်ဆိုမှုထောင်ပေါင်းများစွာရရှိခဲ့ပြီးဖုန်းခေါ်သူတွေကသူတို့ကိုကဲထုတ်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ပြောပြပါတယ်။မရှိမရဲ့ Facebook စာမျက်နှာမှာလည်းရေးပေါ်ကူညီတောင်းတဲ့ post တွေတင်ခဲ့ပါတယ်။လူတော်များပိတ်မိနေတယ်။ကျေးဇူးပြုပြီးကူညီပေးပါလို့ရေးခဲ့သူတွေရှိတယ်လို့အခုအချိန်လေးကရဲကိုခက်ခဲနေပြီးရေကဒုတိယအထက်ထိရောက်နေပါလေ။အဲဒီမှာခလေးတွေတကြီးရဲ့အိုတွေမတန်ဆွမ်းနေဖြားနာသူတွေလည်းရှိတယ်လို့ရေးခဲ့ပါလေ။ နောက်တစ်ဦးကသူတို့အင်တော်စုဟာတုံးရကြအကူအညီစောင့်ဆိုင်းနေကြောင်းရေးပါတယ်။ခုတော့စက္ကန့်တိုင်းကအရေးကြီးနေပါတယ်လို့ဆိုပါတယ်။တချို့ကလည်းရပ်ပေါင်းများစွာအစာရေစာမရှိဘဲနဲ့တောင်းခံနေရပါတယ်။မလေးရှားမှာတော့လူပေါင်း၁၉၀၀ကျော်ဘေးလွတ်ရာရှုပြောင်းခဲ့ပြီးကယ်ဆယ်ရေးစခန်း၁၂၆ခုကိုမြောက်ပိုင်းဒေသတွေမှာဖွင့်ထားတဲ့အခြေအနေမှာစိုက်နေပါတယ်။ရေဘေးကွန်းကယ်ဆယ်ရေးတို့ထိုင်းရတကလည်းကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီးတော့စစ်သင်္ဘောတစ်စင်းနဲ့အတူ ကယ်ဆယ်ရေးတခြားသင်္ဘောတွေပါဆေးလွတ်ခဲ့ပါတယ်။ဒါအပြင်ထိုင်းနဲ့မလေးနိုင်ငံမှာလည်းမိုးကအဆက်မတန်ရွာနေပြီးတော့မိုးရင်ချိန်လေးလက်မကနေ6လက်မကျော်အထိရွာသွန်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပုံမူပြီးတော့စိုးဝါလာမယ်ဆိုပြီးတဲ့ခံမှန်းချက်တွေလည်းရှိနေပါတယ်။ဒါအပြင်အဲ့ဒီရေကြီးရေရှမ်းမှုတွေမှာဟရယာမျိုးကစိုးရုံကြီးပါပိတ်မိနေပါတယ်။ဟရယာမျိုးမှာမိုးကစားခလင်းငယ်30ဦးရှိတဲ့တာဖတ်ဆောင်ကိုတော့လမ်းမှာပိတ်မိနေပါတယ်။ ထိုင်းတောင်ပိုင်းမှာလူစုကူးထက်မနဲ့တေဆုံးပြီးများစုကတက်လိုက်ခြင်းနဲ့ရေကြီးမှုနဲ့ဆက်စပ်တဲ့မတော်တဆမှုတွေကြောင့်ဖြစ်ပါလေ။စီးပွားရေးနဲ့ဒေသပို့ဆောင်ရေးအချက်အချာဖြစ်တဲ့ဆောင်းခလာပင်ရဲ့ဟန်ရိုင်မှာမိုးရွာသွန်းမှုကအဆိုးဆုံးဖြစ်နေပါလေ။ဒီလိုမိုးသက်မောင်းတိုင်းဟာအနှစ်300မှာတရင်သာတွေ့နိုင်လောက်တဲ့ရှားပါးတဲ့ဖြစ်စဉ်ပါလို့မူလို့သာဌာနကကြေညာပါလေ။ထိုင်းနိုင်ငံတောင်မပြည်နယ်ကိုကူဟာတနင်္လာနေ့ထိရေလွှမ်းနေစေဖြစ်ပြီးအင်းအောင်စုပေါင်း3,200ကျော် ရေနစ်မြုပ်နေပါတယ်အချို့နေရာတွေမှာမွေးချိန်မီလီမီတာ၄၀နီးပါးထိရွာသွားပါတယ်မြေရှန်ခြင်းနဲ့ရုတ်တရက်ရေကြီးရှင်မှုကြောင့်ပိုဆိုးပါတယ်ဟဲ့ရိုင်မှာရေကြီးရှင်မှုအနက်ဟာ၈.၂ပေထိရောက်ရှိခဲ့ပြီးတမျိုးလုံးမှာရှိနေအင်းတွေကိုရေလွှမ်းခဲ့ပါတယ်မြို့ထဲမှာတပုံတွေရလမ်းမတွေရေရှင်နေပြီးအင်းတွေကလည်းထောက်ဝက်ခန့်မြုပ်နေပါတယ်ရေဘော်ကဲဆဲဖွဲ့တွေကလှေတွေနဲ့ဒေသခံတွေကိုကဲဆဲရပြီးထောက်ပံ့ပစ္စည်းတွေပေးပို့နေရပါတယ် ဟယန်စင်းမဝန်နဲ့နေကအင်္ဂါနေ့မှာရေတွေကြီးလာတဲ့မြေကွန်းမျှဝေခဲ့ပြီးတနင်္လာနေ့ညနေပိုင်းကစပြီးရေပိုးဝင်မှုနဲ့လျှက်စက်တဲ့အားတွေပြတ်တောက်နေပါတယ်။ဟယန်စင်းမမိဘများအနာမရှိတဲ့မွေးကင်းစားခလင်းငယ်30ရှိပါတယ်။စင်းုံကပဲသူတို့ကိုစောင့်ရှောက်ပေးထားပါတယ်။ခလင်းငယ်တွေရဲ့မိဘတွေကလုံးဝဒီလို လာလို့လည်းမရဘူး။ရေတွေတက်နေတယ်။တည်ပြီးဖို့ဆိုရင်အားလုံးပြတ်တောက်နေတယ်ဆိုပါတယ်။မြေရဲ့အလင်းရောင်သားရှိတဲ့အမောင်ခန်းထဲမှာတူနာပြုတ်တွေထိုင်နေပြီးပကတ်များထဲမှာ မျိုးကစားခလင်းငယ်တွေအပူတက်တာစေဖို့အခန်းပတ်လည်းမှာပန်ကားလေးဖွင့်ထားတဲ့ဓာတ်ပုံတွေလည်းအွန်လိုင်းမှာပြန်နေပါလေကားဖားဆောင်ကစေယုံတရားထမှရှိတဲ့အတွက်ခလေးတွေကိုပြောင်းရှင်းဖို့မလို့လက်မလို့အဲ့လောက်ဘူးတော့ညှော်လိုက်ရပါတယ်ဒါပေမဲ့တခြားသူနယ်ပြည်တို့ကရေတက်မှောက်ကိုစိုးရင်ရတယ်မနေတော့ကပထမထပ်ထိပဲရေတက်တယ်အခုတော့ဒုတိယထပ်ထိရောက်လာပြီဆိုပါလေအင်္ဂါနေ့အထိစေယုံမှာအတွင်းလူနာ200အပောင်းစုစုပေါင်းလူ900လောက်ပြိမ့်နေပါတယ် သူတို့ရဲ့တောင်းတရင်တွေလည်းလိုအပ်ပါလေအာနာမန်တွေကရေစုပ်သက်တွေနဲ့ရေထုတ်ပြီးနှီးမရှိတဲ့ဆောင်းခလာရေကန်နဲ့ထိုင်းပင်လက်ကွေတဲ့ရေလမ်းကြောင်းလွှဲဖို့လုပ်နေရပါလေရရှိမှုရသူတို့တွေအင်ဂျင်နိုင်ငံတွေကိုလည်းတက်ရောက်ပါလေမလေးရှားမှာလည်းဖြစ်နေပါလေ BNL လေပိုင်းမှာလည်းဖြစ်နေတယ်လို့သတင်းတွေအများသိရပါလေဟိုက်ရန်ရေပေးခြေနေဟာအဆိုးအဝါဆုံးခြေနေ ဖြစ်လာလို့နိုင်ငံတော်ကပါ ရေပေါ်ခြေနေကြီးညာလိုက်ပြီးဖြစ်ပါလေဟိုက်ရန်မှာပြင်းထန်တဲ့ရေကြီးမှုကြောင့်ထိုင်းဝန်ကြီးချုပ်ကနိုင်ငံအစ်စ်ရေပေါ်ခြေနေကြီးညာပါလေ အာနာပါနီနေနဲ့သက်ဆိုင်ရာဌာနစစ်တပ်နဲ့ကယ်ဆယ်ရေးအဖွဲ့အားလုံးအရေးပေါ်ကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးလုပ်ငန်းအတွက်ဆီလွတ်ထားပါတယ်။အခုနေ့ဖြစ်ပေါ်နေတဲ့ရေပေးသည့်မြေတွေရဲ့ဆင်းရဲဒုက္ခအတွက်ထိုင်းပြည်ကအထူးဝမ်းနဲ့ကြောင်းနဲ့စိုးရိမ်ပူပန်မှုကိုထုတ်ဖော်ပြောကြပြီးရေပေးသည့်ပြည်သူအားလုံးတနက်တူကကူညီပေးဖို့အစိုးရအဖွဲ့ကိုညွှန်ကြားခဲ့ပါတယ်။လက်ရှိရေပေးခြင်းများအလုံးရေးကြည့်တဲ့ခြင်းတွေမှာရှိပါတယ်။တချို့နေရာတွေမှာ2020ကဖြစ်ခဲ့တဲ့တမိုင်းဝင်ကြီးမှုထံတော်မှာပိုဆိုးနေပါတယ်။ အန္တရာယ်ရှိတဲ့နေရာမှာပြည်သူအလုံးအာဏာပိုင်တွေရဲ့ညွှန်ကြားချက်ကိုတိကျစွာလိုက်နာပြီးချက်ချင်းရွှေ့ပြောင်းဖို့လေးနက်ထားတိုက်တွန်းနေတယ်လို့သိရပါတယ်။ဒါအပြင်ဟိုင်ယာလေစိတ်မှာလည်းရည်ကြီးမှုကြောင့်ခီးသက်တွေလေးရက်ကျော်ပိတ်မိနေတယ်လို့ထိုင်းသတင်းတွေဖော်ပြကြရသိရပါတယ်။ဒီနေ့နိုဝင်ဘာ26ရက်နေ့မှာဟိုင်ယာပြည်ပြည်ဆိုင်ရာလေစိတ်မှာပြည်တွင်းခီးသက်တွေနဲ့နိုင်ငံခြားသောခီးသွားတွေဟာလေစိတ်မှာဆက်လက်ပိတ်မိနေဆဲဖြစ်ပြီးအဖွဲ့အစည်းတွေနဲ့လေစိတ်တောင်ရှိသူတွေကအစားအစာဝတ်ထည်နဲ့ တောက်တုံးရီတွေဝင်ငှားပေးနေပြီးတော့လျှက်စစ်မီတွေအစင်ပြောင်းဆောင်ရွက်ပေးနေရပါတယ်။သူတို့ကပြီးခဲ့တဲ့နိုဝင်ဘာ22ရက်နေ့ကတည်းကပိတ်မိနေတာပါ။ဟိုင်ယန်ပြည်ဆိုင်ရာလေစိတ်ကလည်းလေစိတ်ပတ်ဝန်းကျင်မှာရေတွေတက်နေတဲ့အတွက်ကြောင့်ကျိုးပိုးရင်တွေဝန်ဆောင်မှုလုံးဝမပေးနိုင်သေးပါဘူး။ထိုင်းတောင်ပိုင်းမှာမူတီထံရေကြီးရှင်မှုနဲ့ရေမျက်နှာပြင်းမြင့်တက်မဲ့အန္တရာယ်ဆက်ရှိကြောင်းထိုင်းမိုးလေဝသဌာနကထုတ်ပြန်ပါတယ်။ဆုံးခလာပြီနဲ့ဟယံမြို့မှာရေးဆက်ကြီးနေပြီးမြမရွှေပြောင်းလို့တမားတွေပါရေးပြီးကြုံနေရတယ်လို့လည်းသိရပါတယ် ဒီနိုဝင်ဘာလအတွင်းမှာပဲအရှိတော်အရှာဒေတာတွေမှာအလဲဆုံးနိုင်ငံ၄နိုင်ငံဟာပြင်းထန်တဲ့မိုးကြီးရေရှမ်းမှုတွေကိုတပြိုင်တည်းထဲကြုံတွေ့နေရပါလေ။ဒီကတရားမှုရှိတဲ့နိုင်ငံတွေကတော့ထိုင်းနိုင်ငံမှာဆိုရင်တောင်ပိုင်းပြည်နယ်ဆယ်ကူးမှာရေကြီးမှုတွေပြင်းထန်နေပြီးစောင်းခလာခရိုင်ဟရိုင်မှာအဆိုးဆုံးဖြစ်ပါလေ။စနေနေ့မိုးကြောင့်စီးပွားရေးဆုံးရှုံးမှုကြီးမားပါတယ်။ဒေသလုံး18ဦးထိရှိပြီးထိခိုက်ခံရသူ1.3တသန်းရှိပါတယ်။ BNM မှာလည်း290အတွင်းအဆိုးဆုံးရေကြီးမှုလို့သတ်မှတ်ထားတဲ့ ဗီအန်အယ်လပိုင်းဒေသတွေမှာရေကြီးမြေပြိုမှုတွေဖြစ်နေပါတယ်။တေဆုံးသူ62ဦးကျော်ပါတယ်။71ဦးပျောက်ဆုံးပါတယ်။အင်ဂျင်2သိန်းကျော်ရေလွှမ်းခံနေရပါတယ်။မလေးရှားမှာလည်းနိုင်ငံရဲ့ပြည်နယ်ခုနှစ်ခုမှာရေကြီးမှု ဖြစ်နေပြီးတောင်ပိုင်းထိုင်းနယ်စပ်အနီးနားအစိုးဆုံးမှာမြေလွတ်ရောက်ကိုရွှေ့ပြောင်းထားရသူ18000ကျော်ပါတယ်။အင်ဒိုနီးရှားဆူမာဒရာကျွန်းမြောက်ပိုင်းမှာလည်းရေကြီးမြေပြိုမှုတွေဖြစ်နေပါတယ်။တေဆုံးသူ10ဦးရှိပါတယ်။ထိခိုက်ဒဏ်ရာသူ1000ချီရွှေ့ပြောင်းထားရပါတယ်။ ဖလပိုင်မှာလည်းအရင်တစ်ပတ်ကမှုန်တိုင်းကြောင့်ရေကြီးမှုနဲ့မြေပြိုမှုဖြစ်ခဲ့ပြီးလေဖိအားစနစ်တွေဆက်လက်သက်ရောက်နေရရှိပါတယ်။ဒေသများစွာမှာရေကြီးမှုနဲ့မြေပြိုမှုဖြစ်ပေါ်နေစေပါမှုန်တိုင်းနှစ်ခုကြောင့်သေဆုံးမှု200ကျော်ပါတယ်။အခြေခံဆောင်အများစွာပျက်စီးရပါတယ်။နိုင်ငံအလုံးနဲ့စုစုပေါင်းသေဆုံးမှုများချီရှိပြီးတင်းချီတဲ့ပြည်သူတွေနေအိမ်တွေကိုစွန့်ခွာပြီးတော့ဝေးလို့ရရွှေ့ပြောင်းနေထိုင်ရပါတယ်။ထိုင်းနိုင်ငံမှာတရက်ကို1.5ဘီလီယံခန့်ကုန်သွယ်ရေးနဲ့ခီးတွက်လုပ်ငန်းဆုံးရှုံးနေရပါတယ်။ ီယန်နမ်မှာဆုံးရှုံးမှုတန်ဖိုးကဒေါ်လာသန်း900လောက်ရှိပါတယ်။ Coffee Chain တွေစိုက်ပျိုးလုပ်ငန်းတွေစိုးဝါးစွာပျက်စီးထည့်ပါတယ်။ထိုင်းနိုင်ငံကိုလာမဲ့မလေးရှားခီးသွားတွေအားလုံးခီးစဉ်တွေကိုဘေးကင်းရေးဆိုရင်ကြကြောက်ဖျက်သိမ်းခဲ့ရပါတယ်။ဟိုင်ယန်မြို့လိုခီးသွားလုပ်ငန်းအားထားတဲ့မြို့ကြီးတွေကြီးကြီးမားမားထိခိုက်ခဲ့ပါတယ်။လမ်းတွေပျက်စီးတဲ့ကြတာတွေပြိုတယ်၊ခလင်းစစ်တာအားတွေပြတ်တောက်ပါတယ်။ကယ်ဆယ်ရေးနဲ့ကုန်ပြည်ပို့လုပ်ငန်းတွေလည်းအခက်အခဲတွေကြုံနေရပါတယ်။တမန်မြန်ရှင်တွေကရာသီဥတုပူနေခြင်း global warming ကြောင့်မုန်တိုင်းတွေနဲ့ မိုးရေကြီးနေပုံမမြင်ထန်ပြန်ပုံမပြင်းထန်လာပြီးတော့အရှိတောင်အာရှဒေသတွေမှာရေကြီးရေလွှမ်းမှုတွေမကြာခဏပိုဖြစ်လာနိုင်တယ်လို့သတိပေးထားပါတယ်